ကြည်တို့ဇလံခီးတောင်ရဲ့ဇလံအပိုင်းနှစ်တရားသူကြီးမှတ်စာ အပိုင်း၈အပိုင်းငယ်22မှ28တရားသူကြီးခီးတောင်ကစစ်သားပေါင်းအရာ300တာရှိပြီမဲ့မိဒံကို အနိုင်ယူခဲ့ပါတယ်ဒီအောင်ပွဲကကီးတောင်ရဲ့တကိုးနဲ့စစ်သား300ကျောင်းမဟုတ်ဘဲဖျားသခင်ရဲ့တကိုးတော်အားဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ဒီစစ်ပွဲကနေတဆင့်ဖျားသခင်ကတလည်းရင် အရှင်ရဲ့လူတို့အားကယ်တင်ပေးနိုင်ကြောင်းပြသခဲ့ပါတယ်။ထိုနည်းနဲ့ဤတရီလအမျိုးကိုဒုက္ခဖြစ်စေတဲ့မိဒန်စစ်တပ်ကပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီအစားဤတရီလာတို့ကမိတန်တွေကိုစိုးမိုးနိုင်လောက်အောင်အားကောင်းခဲ့ပါတယ်။ထို့အချိန်မှာငဲကြရေးကာလာတို့ကဤတရီလာစီကို မကြခင်ရောက်လာလိမ့်မယ်လို့ထင်ရပါတယ်။ဒါပေမဲ့တရားသူကြီးမဆာအပိုင်းရှင်မှာ ဤတရီလာမှာထူးဆန်းသောအရာ ဖြစ်ဖြစ်ခဲ့တယ်လို့ဖော်ပြထားပါဗျ။ကီးတောင်ကဖယားသခင်ရဲ့နှုတ်ကပတ်တော်များကိုလိုက်နာပြီးရုပ်ထုများကိုဖျက်ဆီးခဲ့ပေမဲ့လူအများကိုကြောက်တာကြောင့်ညာဘက်တွင်မှာပဲတိတ်တဆိတ်လှောက်ရှားသူတအုပ်ဖြစ်ပါတယ်။သူကထိုကဲ့သို့ရှက်ရွံ့သူပဲဖြစ်ပါတယ်။ ထို့အတွက်ကြောင့်စစ်ပွဲမှာမပါဝင်ခဲ့တဲ့ Eferin လူမျိုးများက နောက်ပိုင်းမှာသူ့စီကိုလာပြီးစစ်တပ်ရဲ့အဖဲကြောင့်မခေါ်ကြတာလေလို့ပြောတဲ့အခါနှစ်သက်ဖွဲ့ကောင်းတဲ့အရာများကိုသာပြောဆိုပြီးနှစ်သိမ့်ပြပါတယ်။ဒါပေမဲ့မိတံကို လိုက်လံတိုက်ခိုက်တဲ့ကာလတွင်မှာသူကလုံးဝကွဲပြားခဲ့ပါတယ်။သူနဲ့သူ့ရဲ့ပင်မနေတဲ့စစ်သားအယောက်300ကိုစစ်တိုက်တာကိုမကူညီတဲ့သူ့ကုန်းမျိုးနဲ့ ပေနွေလမျိုးရဲ့လူတို့ကိုပြင်းထန်စွာအပြစ်ပေးခဲ့ပါသေးတယ်။မိထံခေါင်းဆောင်များကိုလည်းတပ်ဖို့လုံးဝမတွန်းဆုတ်ခဲ့ပါဘူး။အခုဂီးတောင်ကမကြောက်ရွံ့တဲ့လူတယောက်ဖြစ်လာပုံရပါတယ်။ Etherella တို့ကတင်နဲ့တကွတင်ဤသားမြေတို့ကကျွန်တော်တို့ကိုအုပ်ဆိုးတော်မူပါလို့ဂီတောင်ကိုပြောပါတယ်။ဂီတောင်ကကျွန်ုပ်ကတင်တို့ကိုမအုပ်ဆိုးဘူး။ကျွန်ုပ်သားကလည်းတင်တို့ကိုမအုပ်ဆိုးဘူး။ ဖျားသခင်တပါးတည်းကတာလည်းရင်တင်တို့ကိုအုပ်ချုပ်ပါလိမ့်မယ်။အံ့ဩစရာကောင်းတဲ့စကားပဲ။သူဒီလိုပြောနေတာကိုကျွန်တော်တို့ကြည့်ရဲ့အခါသူကဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုနားခံသူတယောက်ဖြစ်တယ်လို့ပြောနိုင်ပါတယ်။ဒါပေမဲ့ဖျားသခင်တခါမှမိန်တော်မမူဘူးတဲ့ထူးဆန်းတဲ့အရာတခုကိုဂီတောင်ကလုပ်ခဲ့ပါတယ်။ရွှေတွေကိုအုပ်ဆိုးဖို့အတွက်အီတရီလာ လူတို့ကိုတောင်းဆိုပါတယ်။ ်လူတို့ကလည်းဂီတံကိုရွှေကီလိုဂရမ်20ကျော်အမြောင်အများကိုပေးပါတယ်ဂီတံကရစ်ပရောဟိတ်အဝတ်ကိုထိုရွှေနဲ့ပြုတ်လောပြီးသူ့ရဲ့မြို့မှာထားရှိပါတယ်ဂီတံလောက်ထားတဲ့ရစ်ပရောဟိတ်အဝတ်ကသူတို့အတွက်ကာကွယ်ပေးနိုင်တယ်လို့အီတရီလာလူတို့ကထင်ကြပြီးဝယ်ပြုတ်ကိုကွယ်ကြပါတယ်ဒီလိုနဲ့အီတရီလာလူမျိုးတို့အတွက်အခြားယုတ်ထုကိုကိုးကွယ်ဖို့တဖန်ဖြစ်ပေါ်လာခဲ့ပါတယ်။ ထို့နောက်ဂီတောင်က အမျိုးသမီးများစွာကိုယူပြီးတသက်မီများစွာကိုမွေးဖွားပါတယ်။ထို့တသက်မီများထဲမှာကျွန်ုပ်အဖေခါရှင်ဘရင်ဟု အမည်ပေးထားတဲ့တသက်ပါလည်းရှိပါတယ်။နောက်ဆုံးမှာဂီတောင်က လူအများရဲ့အမှုတော်ကိုထမ်းဆောင်ရင်းသူနဲ့သူ့ရဲ့သားစင်မြင့်ဆက်တို့ကအီတရီလာဘရင်များအဖြစ်ထမ်းဆောင်နေခဲ့ကြပါတယ်။ ကြီးတောင်ကသူ့ရဲ့ကြောင်ယွန်းခဲ့တဲ့အတိတ်တွေကိုသတိရပြီးသူပြောခဲ့တဲ့အတိုင်းဖျားသခင်ကသာလျင် သူနဲ့အီတရီလာကိုအုပ်ဆိုးနိုင်ချောင်သတိရရင်ကောက်ပါလိမ့်မယ်။ဒါပေမဲ့ကမကောင်းစွာပဲကြီးတောင်ကခွန်အားနဲ့စီးစိမ်ပစ္စည်းတွေကိုအလွန်အယဉ်မှုနေတာကြောင့်ဘသူက သူနဲ့အီတရီလာလူတို့ကိုကူညီနေတယ်ဆိုတာမေ့သွားခဲ့ပါတယ်။ အားလုံးပဲဒီနေ့ကီးတောင်ဆက်လန်းကနေတစင်ဖရဲသခင်ကတလည်းရင်ကျွန်တော်တို့ကိုအုပ်ချုပ်တယ်ဆိုတာတပံပြန်ပြီးတတိယနေပေးရပါမယ်။